ြောင်စုလွတ်တော်မှာတက်မရော်သားလွတ်တော်ကုစလဲတွေအပါအဝင်လွတ်တော်ကုစလဲတွေတပတ်ဆွေးနွေးမယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာဒီကနေ့ဆိုရင်၃ရက်မြောက်ခဲ့ပြီဖြစ်ပါတယ်ပြောင်စုလွတ်တော်နိုင်ငံကသူရဥရှိမန်းကဒီကနေ့သတင်းမီဒီယာတွေနဲ့တွေ့ဆုံခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ2015ရွေးကောက်ပွဲကို2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဆင်ဘဲကျင်းပမှာဖြစ်ပြီး2015ရွေးကောက်ပွဲပြီးမှသာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သွားမယ်လို့ပြောကြားလိုက်ပါတယ်။အဲ့လွှတ်တော်သူကျင်းပပြုလုပ်မယ်ကာလနဲ့ အဒီကကျွန်တော်ဆင်းနေချင်မယ်ဆိုတဲ့အခြေအင်းပေါ့ဒီအခြေအနေကတော့ကျွန်တော်တို့အတွက်လို့မရဘူးဒါတော့လွတ်တော်ပိုင်းကပဲတက်လို့ရမှာပေါ့အထူးသဖြင့်လွတ်တော်နာဂါကြီးတို့နော်လွတ်တော်ဥထာတို့လွတ်တော်ယုံစတပ်တို့ကဒါရီယာတို့တွတ်နိုင်မှာပေါ့အဲ့တော့တွတ်နိုင်တယ်မဟုတ်ဘူးဒီပြီးတော့မှပြောပြတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့မသိဘူးဒီဥစ္စာလက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်တွေကို2015ရွေးကောက်ပွဲမတိုင်ခင်လူမှုဆန္ဒခံယူပွဲပြုလုပ်မှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကိုအငင်းပွားစရာမရှိဘူးလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်ကျင်ညွန့်ကပြောပါတယ်။အခုလုံလောဆယ်ပြည်တော်စုလွတ်တော်အနေနဲ့လုပ်နေတာက2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလာမယ့်2005ရွေးကောက်ပွဲမှာတိုင်ငင်6လအလိုမှာဒီပြင်ဆင်ရေးကိစ္စလူမှုဆန္ဒခံယူပွဲကိစ္စတွေမှာအပီးလုပ်မယ်ဆိုတဲ့တိုင်ကြိုပေးနေတော့လွတ်တော်ကသွားနေတယ်။အဲ့တော့သွားနေတော့အဲ့ဒီမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ပုံမှန်တွေကိုပြင်ဆင်လိုက် ပြီးမယ်လို့ရွေးကောက်ပွဲလုပ်တာတို့ဒီလွတ်တော်ဆက်လက်ကျင်းပတာတော့ဒီဥပဒေမှာပါတယ် အတိုင်းပဲသွားရအောင်ဆိုကျင်တာ2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ခေါင်းစဉ်အောက်ကပဲပေါ်လာတာလာမယ့်နိုဝင်ဘာလ25ရက်နေ့အထိပြည်ထောင်စုလွှတ်တော်မှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးပွဲကိုဆက်လက်ကျင်းပမှာဖြစ်ပြီးဆွေးနွေးပွဲအပြီးပြင်ဆင်ရမယ့်အချက်တွေကိုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင့်တဲဖော်မှုကော်မတီကအစီရင်ခံစာပါပြင်ဆင်မယ့်အချက်တွေကိုဥပဒေမူကြမ်းရေးဆွဲသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါဟို ဟိုဆက်ပြီးတော့ဆွေးနွေးတယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးမှာတော့ဒီအစီရင်ခံစာကိုကျွန်တော်တို့အတည်ပြုသလားအတည်မပြုဘူးလားဒါပဲလုပ်နိုင်မှာဖြစ်ပြီးတဲ့အခါကျတော့ဆက်လုပ်ဖို့ကိစ္စကတော့အောင်မြင်နိုင်တဲ့ကိစ္စကိုပဲလုပ်တာကောင်းတယ်လို့ကျွန်တော်မူလကလေးကကျွန်တော်ယူဆထားတာပေါ့နော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်436ကိုပြင်ဆင်ပေးဖို့ကောက်ခံထားတဲ့ပြည်သူသဘောထားလက်မှတ်၅သန်းကိုပြည်ထောင်စုလွှတ်တော်မှာတင်ပြထားပေးမယ်လို့လက်ရှိလွှတ်တော်ရဲ့သဘောထားဟာလက်မှတ်၅သန်းရဲ့သဘောထားမပါဝင်တော့ဘူးလားလို့ အတိုက်ခံပါတီနဲ့တိုင်းရင်းသားပါတီခေါင်းဆောင်တွေကမေးခွန်းထုတ်ခဲ့ကြပါတယ်ခင်ဗျာ